အားလုံးပဲမင်္ဂလာပါ view စစ်တမ်းဌာနနဲ့ကျေးဇူးပါတယ်ကျွန်မကတော့ snow ပါဒီကနေ့ကျွန်တော်က19ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့မနက်ပိုင်းနောက်ဆုံးရမယ့်သတင်းတွေကတော့မရခတ်တတော်ရေကရခိုင်ပြည်နယ်ဖြစ်ထက်သွင်းထားတဲ့ပလောဝမြို့နယ်ဟာချင်းပြည်ပိုင်းနယ်ဖြစ်ပြီးစပွဲဝိုင်းပေါ်ညှိနှိုင်းရဖြစ်ရှာဖို့ချင်းရင်အောင်ပြောရေးဆိုခွင့်ရှိသူစာယောမန်ကပြောပါတယ်စကိုင်းတိုင်းကလေးမြို့တဟန်နယ်မွန်းလိုက်ရွက်မှာလက်နက်ကြီးကြားရောက်ပောက်ကွယ်ပြီးလူနေအိမ်တချို့ပျက်စီးမှုရှိခဲ့ပါတယ် လူထုကောင်ဆောင်တောင်းဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရပန်းရှစ်တောင်းပြည့်သွားပြီဖြစ်တဲ့တဲ့ရင်နဲ့အတူအခြားဆိုင်ဝင်စားဆရာနောက်ဆုံးရတဲ့တဲ့ရင်တွေတင်ဆက်ပေးဖို့ရှိပါတယ်။အရခတ်တတော်ရဲ့ကရခိုင်ပြည်နယ်ဖြစ်ထက်သွင်းထားတဲ့ပလောဝမြို့နယ်ဟာချင်းပြည်ပိုင်းနဲ့ဖြစ်ပြီးစကွဲဝိုင်းပေါ်ညှိနှိုင်းအဖြစ်ရှာဖို့ချင်းပြည်တော်ပြောရေးဆိုခွင့်ရှိသူစလိုင်းယုံမန်ကပြောပါတယ်။ ချင်းပြည်နယ်အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့စီရီနိုင်ငံရဲ့ခင်းကျင်းတဲ့ပတ်သက်ပြီးဂျွန်လ၁၈ရက်မနေ့ပိုင်းကအွန်လိုင်းကတဆင်ပြုလုပ်တဲ့ချင်းပြည်နယ်သတင်းစာရှင်းလင်းပွဲမှာချင်းပြည်နယ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူစာယောမန်ကပြောဆိုသွားတာဖြစ်ပါတယ်။ဘလောဝဒီချင်းပြည်ဆိုတော့ကိုချင်းပြည်နယ်အဖွဲ့အားလုံးကတင်းကြီးတွင်ညွတ်ထဲယုံကြည်လက်ခံကြပြီးဒါကချင်းပြည်နယ်တင်မကပဲတနိုင်ငံလုံးကလည်းတည်ကြတယ်လို့ချင်းပြည်နယ်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူစာယောမန်ကပြောပါတယ်။ ဂျဟိုင်းမြို့သားအဖွဲ့ချုပ်အရခတ်တတော် ULAA ဟာရခိုင်ပြည်နယ်ကိုခရိုင်ရှိခုအဖြစ်ဖွဲ့စည်းသတ်မှတ်လိုက်ရမှာဘလောဘမြို့နယ်ကိုရခိုင်ပြည်နယ်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းဖွဲ့စည်းခဲ့တယ်လို့ဂျွန်လာစနေရနေ့ကရခိုင်သတင်းဌာနငရဦးဆရာကဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအရခတ်တတော်ရင်းနဲ့မဟာမိတ်ပြုလုပ်ထားတဲ့ဘလောဘရေကိုနှုတ်ဆက်နေတဲ့ချင်းညီတော်ကခုလိုထုတ်ပြောလာတာဖြစ်ပါတယ်။ ပလောမရင်းနဲ့ပတ်သက်ပြီးစပွဲပိုင်းပေါ်မှာဖြေရှားရမှာဖြစ်သလို အပြန်လှန်ဆွေးနွေးညှိနှိုင်းမှုဖြင့်ဖြေရှင်းရမယ်လို့ဆလာယောမန်ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသားပါတယ်။ရခိုင်ပြည်နယ်နဲ့နေမြေထိဆက်နေပြီးကလတန်မြစ်ချောင်းဘတ်ဆုံသုံးတဲယူပို့ဆောင်ရေးစီမံကိန်းလမ်းကြောင်းပေါ်တရှိတဲ့ပလောမမြို့နယ်ဟာစည်ရည်နိုင်ငံရင်းနဲ့စီပွားရေးအရအချက်အချာကြတဲ့ဒေတာဖြစ်ပါတယ်။အရခတ်တက်တော်က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာ စ်ကောင်စစ်ထံကနေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ဘလဝမျိုးနယ်ကိုအရခတ်တတော်ရေးကဆက်လက်ထိန်းချုပ်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်စကိုင်းတိုင်းကလေးမျိုးတာဟန်နဲ့မွန်လိုင်းရက်ကမှာလက်နက်ကြီးချားရောက်ပောက်ကွဲပြီးလူနေအိမ်တချို့ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။ဂျွန်လာ၁၈ရက်နေ့အစောပိုင်းတနာယီဝန်းကျင်မှာစစ်ကောင်စီတပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတာဟန်စီရက်က CMA ဖျားချောင်းအနီးလက်မပေါ် ကြားရောက်ပေါက်ကွဲပြီးလူထိခိုက်မှုမရှိပေမဲ့နေတချို့ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ကလေးမျိုးမှာမြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကလက်နက်ကြီးရန်တမ်းပစ်ခတ်ခြင်းဖြစ်နိုင်တယ်လို့ဒေသခံကပြောပါရယ်။အလားတူဝန်လိုက်ရက်ကွယ်ဘွန်ရန်ကွယ်နီမှာလည်းလက်နက်ကြီးကြီးကြားရောက်ပေမဲ့ပေါက်ကွဲမှုမရှိဘူးလို့သိရပါရယ်။ဒီရပိုင်းတွင်ကလေးမျိုးတွေမှာစစ်ကောင်စီတပ်ဖွဲ့တွေဟာကားတွေနဲ့လှည့်လည်ပြီးလူငယ်တွေကိုဖမ်းဆီးမှု ရှိနေတယ်လို့သိရပါဗျ။ ်ချင်းပြေမြောက်ပိုင်းတိရိမျိုးပေါ်မှာစစ်ကောင်းစီတပ်သားတို့ဆိုင်ကယ်အဆင်ရန်ဖြစ်ပြီးဒေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့ကတိရိမျိုးစကော်လန်ရေကွက်ဂန်ဟောက်လမ်းမပေါ်စီပင်တာယာဇီရှိမှာစစ်ကောင်စီတပ်သားတို့ဆိုင်ကယ်ရှိမထိန်နိုင်ပဲတိတ်မှောက်ခဲ့တာဖြစ်ပြီးပြည်သူစေယုံကိုပို့ဆောင်ခဲ့ပေမဲ့ပြင်းထန်တရားကြောင့်ဂျွန်လာ18ရက်နေ့မှာသေဆုံးသွားတယ်လို့တိတိမျိုးခန့်တို့ကပြောပါတယ် သစ္ဆုံးသူမှာတက်38နှစ်အရွယ်တက်သားဝန်းလှိုင်ဆိုသူလို့သိရပြီးတိရိမျိုးမရက်ကွက်တုတ်တမှာတိတ်တဆိတ်တကြိုခဲကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကလည်းတိရိမျိုးစကော်လန်ရက်ကွက်ကခလာယာ269တရင်တွင်မြင်းမြုံမိုင်းနေမီလို့စစ်ကောင်စီတက်သားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့တည်ထိန်မျိုးကိုစစ်ကောင်စီတပ်ဖွဲ့ကထိန်းချုပ်ထားဆဲဖြစ်ပြီးချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ်။မီဇိုရမ်ပြည်နယ်လုံးကလောင်ခိုင်မှာရေပေးကြဒုက္ခရောက်နေကြတဲ့ပလောဝမျိုးနယ်ကစပေးရှောင်းပြည်သူတွေကို ပလောဝကောင်ဆယ်စပေးရှောင်းနဲ့လူသားဆန္ဒကူညီရေးဌာနကအကူအညီတွေပေးရခဲ့တယ်လို့သိရပါတယ်။ ကျလစလီယနေကစပေးဆောင်ရေးပေးတင်ပြသူများအတွက်စံ188မိုကာတရားချက်အင်တာခွပိုက်တရားတို့ကိုဒုတိယအကြိမ်တွားရောက်လှူဒန်းပေးခဲ့တယ်လို့ပလောဝါကောင်ဆယ်စပေးဆောင်နဲ့လူသားစာနာကွန်ကြီးရေးဌာနကထုတ်ပြန်ပါတယ်။စပေးဆောင်ရဲ့အတွက်အခြေခံလိုအပ်ချက်များစွာရှိနေသည့်ပြီးနေအိမ်ပြန်လည်တည်ဆောက်နိုင်ရန်တဲ့ဝါရေပုံးများနဲ့အခြေခံစားနပ်ရိက္ခာ စေဝါများလိုအပ်နေတယ်လို့ဆိုပါတယ်။ နေတလုံးဆောင်လုပ်ရန်ရူပီငွေ2000မှ2000ခွဲဝန်းကျင်အင်တာတလုံးအတွက်ရူပီငွေ2500မှ3000ဝန်းကျင်လိုအပ်နေတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေ31ရက်နေ့ကမိုးဆက်မပြတ်ရွာသွန်းမှုကြောင့်ဘလဝစစ်ပီရှောင်းနေထိုင်တဲ့ long line ခိုင်တဲ့ကတွေ့တန်းကကီနဲ့လာမစုစစ်ပီရှောင်းနေအိမ်140ကျော်လူဦးရေ900ကျော်ရေဘေးတန်တင်ခဲ့ပြီးအဲ့ဒီထက်ကအင်ချေ60ကလုံးနဲ့အင်သား112လုံး လုံးဝဖြစ်စီသွားတယ်လို့သိရပါတယ်။ဒီကနေ့ဂျွန်း16ရက်မှာကြာရောက်တဲ့လူထုကောင်ဆောင်တော်ဆင်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုပ်တန်း8000နဲ့ဂင်းနစ်စံချိန်တင်ရေးကြိုးပမ်းနေတဲ့ကမ်ပိန်းမှာဆုတောင်းရုပ်တန်း8000ပြည့်သွားပြီလို့ကမ်ပိန်းဖြစ်မှပြေကော်မတီကထုတ်ပြန်ကြေညာပါတယ်။မွေးနေ့ရမတိုင်ခင်တရက်လိုမှာတတ်မှတ်ရုပ်သားရေးအတွက်ချစ်တောင်းပြေးသွားတာဖြစ်ပြီး မူလသတ်မှတ်ထားတဲ့စကွေနေ့အထိဆက်လက်ပြပူကြဖို့လဲတိုက်တွန်းထားတာတွေ့ရပါတယ်ဒွန်စင်စုကြည်ရဲ့တာငယ်ကင်မရာစ်ကတော့ဒီကမ်ပိန်းမှာပါဝင်ပြီးရုပ်သံပေးပို့တဲ့သူတွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။ဒွန်စင်စုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းကမ်ပိန်းအပြင်ရှေ့ကနန်ပါတဲ့လှုပ်ရှားမှုတွေကိုတော်လှန်ရေးအဖွဲ့အစည်းပါဝင်အမှုပညာရှင်တို့ကိုယ်တိုင်ပါဝင်ဆင်နွှဲပြီးလူထုကိုလည်းပါဝင်ကြဖို့ဆောင်ရွက်နေကြပါတယ်။ နိုဘယ်နင်းချမ်းရည်ဆုရှင်ဖြစ်တဲ့အတိုင်းပင်ပုဂ္ဂိုလ်ဒွန်ဆန်ဆူချီယာ2021စစ်တပ်အာဏာသိမ်းမှုဖြစ်တဲ့ဖေဖော်ဝါရီလ1ရက်နေ့ကလေးကစစ်တပ်ရဲ့ဖမ်းဆီးထိန်သိမ်းခံရပြီးပုံမှန်များစွာတပ်ဆွဆွဲခံရကနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။မတရားစစ်အာဏာသိမ်းမှုကိုပြည်သူတွေနဲ့အတူဆန့်ကျင်တော်လှန်နေတဲ့အမျိုးပညာရှင်73ယောက်ကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်ကနေရက်စဲလိုက်ကြောင်း စစ်တလော်ဘီ Telegram Channel တွေမှာဖြန့်ဝေနေကြပါတယ်။ New တော်လာရေးတမ်းမှာပါဝင်နေတဲ့တော်လှန်ရေးပညာရှင်တွေဖြစ်ကြတဲ့အဆိုတော်ဖြစ်ပြီးတော့တဲ့ Director Na Ji Khan Yan Tin Wu Director Ko Pao Kha Aung Min Nai အဆိုတော်လင်းလင်းခထွေးလင်းကိုအဆိုတော်ချမ်းချမ်းခချမ်းမြနေသေယောဆောင်ပိုင်ဖြူသူသေယောဆောင်မြနိုးဤအဆရောအာဇာနီခဇာနီမျိုးမျိုးတယုတ်ဆောင်ခါရာတယုတ်ဆောင်ဇင်ဝိုင်းခထင်းလွန်း တယောက်ဆောင်အောင်မြင်မြန်အဆိုရောဝင်းနိုင်စုံနဲ့ဒါရိုက်တာရေဟင်းတီဟာတို့ကိုမြန်မာနိုင်ငံသားအဖြစ်ကနေရက်ဆဲလိုက်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။အထက်ပါအမှုပညာရှင်73ယောက်ဟာပြည်ပကိုတရားမဝင်ထွက်ခွာကမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်အောင်လှုပ်ဆောင်နေတာကြောင့်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်69ရက်အရဖွဲ့စည်းတဲ့ ဘဟုအဖွဲ့ကပုံမှ68ပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးကပုံမှ16နဲ့အညီနိုင်ငံသားအဖြစ်ကနေရက်ဆဲခဲ့တယ်လို့အွန်လိုင်းပေါ်ပြန်လာတဲ့စာထဲမှာဖော်ပြထားပါတယ်။ဒါအပြင်ထပ်ပါကိစ္စနဲ့အလားတူကျူးလွန်သူတွေကိုလည်းဆက်လက်ပြီးစစ်စစ်ဖော်ထုတ်အရေးယူသွားမယ်လို့ဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီကတရားဝင်ထုတ်ပြန်ခြင်းရှိမရှိကိုတော့အတည်ပြုလို့မရသေးပါဘူး။ မကွေးတိုင်းပခုတ်ကူခိုင်ကမတ်ဒေတာမှာစစ်ပေးဆောင်တွေရှိနေတဲ့ဖုန်ကြီးကြောင့်ကိုစစ်ကောင်စီကပေါင်900ဘုံတွေချဲချတိုက်ခိုက်ရမှာစစ်ပေးဆောင်2ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကမတ်ဒေတာတော်လရင်အားစုကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကကမတ်စစ်ပေးဆောင်တွေရှိရဲ့ဂျေရဖုန်ကြီးကြောင့်တို့ခုကိုစစ်ကောင်စီကပေါင်900ဘုံနှလုံးချဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်စစ်ပေးရှောင်၂ယောက်သေဆုံးခဲ့ပြီးကလင်းငယ်တွေရဲ့ပအဝင်ရက်သား၁၄ယောက်အပြန်ထန်ထိခိုက်တဲ့ရရှိခဲ့တယ်လို့ကမ္ဘာဒေသတော်လှန်ရေးတပ်ပေါင်းစုက ပြောပါတယ်။စစ်ကောင်စီအနေနဲ့ဇွန်လ6ရက်နေ့ကစလို့၁၈ရက်နေ့အထိ White Wolf လေးရင်နဲ့လေးချောင်းတိုက်ခိုက်မှုအချင်း80လုံးဆောင်ပြီး120မမဘုံတီ198လုံးအထိကျဲချတိုက်ခိုက်ခဲ့တယ်လို့ပါယာမော်တာနဲ့လည်း120မမဘုံတီ9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မကွေးတိုင်းရွာဒေသထီလင်းမြို့မြို့မှာရဲစခန်းအချုပ်ထောင်တွေမှာဖမ်းဆီးခြင်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်လာကြတယ်လို့သိရပါတယ်။ထီလင်းမြို့ရဲစခန်းအချုပ်ကနေထွက်ပြေးလွတ်မြောက်လာသူတွေဟာအမျိုးသား72ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း73ယောက်ဖြစ်ပြီးဂျွန်လ12ရက်နေ့မှာထောင်ပေါက်ပြီးထွက်ပြေးလာကြတာလို့သိရပါတယ်။ထွက်ပြေးလာတဲ့လမ်းမှာမိုင်းနမီပြည်အသက်59နှစ်အရွယ်နိုင်ငံရေးအကျဉ်းသားအမျိုးသမီး2ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဂျန်နဲ့နိုင်ငံရဲ့ချင်းသားစနုပ်ဦးကိုတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။ယခုထွက်ပြေးလွတ်မြောက်လာတဲ့သူတွေဟာစစ်ကောင်စီက ပုံမှန်50ကကြီ52ကကြီတွေနဲ့တရားစွဲဆိုထားပြီးတချို့မှာထီလင်းမျိုးအချုပ်ခံတယ်မှာ3နှစ်နဲ့9လအထိနေထိုင်ခဲ့ကြသူတွေလည်းပါဝင်တယ်လို့ရောအလင်းတန်းကဖော်ပြပါတယ်။ လက်ရှိမှာတော့ထူးလင်းမြို့နယ်အာလုံးနီပါနယ်မြေတွေကိုပြည်သူတော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားပြီးထူးလင်းမြို့ပေါ်နဲ့ရေမျက်နှာရွာမှာသာစစ်ကောင်စီတပ်ဖွဲ့တွေရှိတော့တယ်လို့သိရပါဗျ။ထူးလင်းမြို့ပေါ်မှာစစ်ကောင်စီနဲ့ပြူစောတီဆူဆူပေါင်းအင်အား350ခန့်ရှိနေသေးပြီးဒုပုံဟွန်းထင်းလင်းကဥဆောင်ကွက်ခဲနေတယ်လို့လည်းသိရပါဗျ။ဒီစစ်တမ်းထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။